ဟာကိုကြီးဘယ်လုံးလဲကိုကြီးစာရဖက်နေအေးခုချစ်အေးဒီနေ့ဟိုဘာလို့ပဲကိစ္စလောလာပြီးတာဟုတ်လားဟုတ်ကဲ့ကိုကြီးအဲ့အိမ်ရောက်တုံးလေးကိုကြီးစာဖက်နေတွေ့တဲ့နဲ့သိချင်တာလေးတွေရှိတော့အဲ့ဒါတခါတည်းကြုံလုံးမေးသွားအောင်လို့ပေါ့ပါလေသိချင်တာညီလေးကခုကညီလေးကအကုန်သိရမှာဘူးနော်ညီလေးမေးမယ်ဆိုရင်တော့အတိအကျသိချင်တော့တိကျတိုင်းတောင်းလို့ပေါ့အခုတလောကွီတေတာမျိုးနဲ့တည်နေကြတာอืมရွှေမြောက်ဘုနဲ့တည်တဲ့လူနဲ့ ်ချိန်ပတံမဲနဲ့တည်တဲ့လူနဲ့ညီလေးသွန်းဆိုရင်ကိုတည်တဲ့တိုင်မှာရွှေမြောက်တည်ဘူးတည်တာဆိုတော့စိတ်ထဲမှာတည်ခြင်းတရားနဲ့ပတ်သက်ပြီးတော့တည်ခြင်းတရားဘယ်နှမျိုးလုံးနဲ့တည်တတ်လဲပေါ့လူတွေကတည်တယ်ဒီဒီကြလေးအဲ့ဒါလူတည်ကြကြလေးကျွန်တော်ကသိချင်တာပေါ့နော်။ဒါကြောင့်လဲဆိုတော့အောက်မြင့်မှာပြောနေကြတဲ့စကားလေးအရာဆိုရင်တည်ချာချာလေးစိတ်ထဲမှာစွန့်နေအောင်မှတ်ထားဖို့ဆိုတာမလွယ်ဘူးပေါ့ဗျ။ မှတ်ထိုင်တော့မှအမားတွေဖြစ်တတ်တယ်ပေါ့မှန်တယ်အဲကြောင့်မလို့ကိုကြီးနဲ့ဂျုံတော်ကိုကြီးရလည်းစောင်းတွေမြိုင်နဲ့စားတွေအများရန်ဖတ်နေတယ်ဆိုတော့ကျွန်တော်လည်းဂျုံတော်လေးသိချင်တာပေါ့အဲ့ဒါတိတိကျကျလေးဖြစ်အောင်ကိုယူမိတာပေါ့အဲတော့ကိုကြီးစိတ်ထဲမှာတိခဲ့တဲ့အတိုင်းလေးကိုကြီးပြောချင်ပြောလို့ရတယ်စာအုပ်ထဲမှာတေးချာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့တေးချာမှတ်ကြတာအဆင်ပြေတာပေါ့ကိုကြီးဟိုညီလေးကမေးလာတော့ကိုကြီးကလည်း အဖြေဆိုတာကတော့ကိုကိုတိုင်တိုက်ရိုက်ဖြေနိုင်တဲ့ပုံကတော့ဖြစ်သေးဘူးလीเนาะကိုကြီးလက်လေးလာနေဆိုတော့စာအုပ်တွေကိုမျက်နှာလို့ဟိုရစာအုပ်တွေစုထားတာပေါ့အခုဆိုရင်တော့ကိုတလောကလည်းညီလေးပြောပြလို့မျိုးတောင်ကြီးကားကတော့ကိုကြီးမှလည်းထပ်တူရှိနေမှာဆိုတာညီလေးကိုကိုကြီးအထူးတည်းလည်းပြောနေဘယ်မလို့တော့လीเนาะညီလေးသိနေတာပဲအဲ့တော့ကိုကြီးရဲ့တေဇင်းတရားနဲ့ပတ်သက်တာတွေကိုကိုတလောတော်တော်လေ့လာဖြစ်ပါတယ်အဲ့တော့တေဇင်းရနဲ့ပတ်သက်လို့ညီလေးရဒီနေ့တက်တိုက်ဆိုင်ဆိုင်တာဝန်ကဖြုတ်ဖွဲ့ပြီးကိုပဲတတိတရားဖြစ်ပြီးတော့မေးမေးလာတယ်ဆိုတော့အဲ့တော့ကိုကြီးတို့ကိုယ်တိုင်ပြောနေတာတက်ဆိုင်တော့ ်စာအုပ်ထဲကဥစ္စာကိုပြောလိုက်တာပိုရှင်းတယ်လို့ထင်တယ်နော်စာအုပ်ကတော့ကိုကြီးကလောစေဖတ်နေတာလူငယ်တိုင်းလေးလာတင်းနဲ့ဖတ်တင်းနဲ့စာအုပ်တို့ဖြစ်တဲ့အမနာပူရာမျိုးကျေးဇူးတော်ရှင်မဟာကဏ္ဍယုံဆရာတော်အရှင်စန္ဒကဘိဝန္တရဲ့ကိုချင်းအဘိဓမ္မာဆိုတဲ့လူတိုင်းဖတ်လို့ရတဲ့စာအုပ်လေးပေါ့အဲစာအုပ်ထဲကညီလေးမေးတဲ့မိခွန်းလေးကိုဖြေလို့ရတဲ့တည်ခြင်းနဲ့ပတ်သက်တာတွေ့ထားတယ်နော်ဒီထဲမှာကတော့အထမခန်းဆိုပြီးပါတာပေါ့နော် ကိုကြီးကြပဲပြောမယ်နော်ဆံမျက်နှာ240မှာကိုချင်းပြီးတပါမှာအဲ့ဒီတဲမှာမှာမှာကိုကြီးကတေချင်းတရားနဲ့ပတ်သက်လို့တေချင်းအကြောင်း၄ပါးရှိတယ်တဲ့၄ပါးရှိတယ်ဟုတ်၄ပါးရှိတယ်ဆိုတော့အမြင်လေးဘာတွေသိထားလဲအခုတမ်းပြောမယ်ဆိုပြောနိုင်လားတမ်းပြောမယ်ဆိုလို့ရှိရင်တော့တေတာတော့လိုပဲတည်နေကြတာပဲပေါ့ဒီလိုပဲဖြည့်သွားမှာအားလုံးကအဲ့လိုဟိုဝိတ္တိဝါဒလေးနဲ့တေတာကိုယုံကြည်ပြင်မယ်တေချင်းတရားအကြောင်းတရားနဲ့ပတ်သက်ပြီးစာနဲ့ပင်နဲ့တိတိကျကျတော့ဘလူးမှလည်းအခုလိုမဖတ်မသိနိုင်ဘူးလीနော်အဲ့တော့ဒီနေ့တော့တို့ညီကိုနှစ်ယောက်ကနေပြီးတော့တယောက်ကိုတယောက် စာအုပ်တွေပဲပြောကြရအောင်နော်အဲ့တော့စာအုပ်ထဲမှာကနံပါတ်1တက်တန်းကုံချင်းတက်တန်းကုံလူတည်သွားတယ်ပြောပေါ့နော်စုတည်တယ်ပေါ့နံပါတ်2ကကံအစွမ်းကုံချင်းကံကုံသွားတာပေါ့နော်ကံကုံလို့သူကစုတည်ရတယ်တည်ရတယ်ပေါ့နံပါတ်3ကြတော့အသက်တန်းရောကံစွမ်းရောနှစ်မျိုးစလုံးကုံလို့စုတည်ရတယ်တည်တုံကြရတယ်ပေါ့နော်နံပါတ်4ကြတော့ဥပ္ပစ္စေတကကံတဲ့ဥပ္ပစ္စေတကကံကြတော့တက်ဖြတ်ခြင်းတဲ့ဤသို့တတ္တဝါတို့ စွတ်တရခြင်းအကြောင်း၄မျိုးရှိပါ၏တဲ့နော်ဥပမာတဲ့စီမီငင်းရ၌တဲ့သူကဥပမာကိုစီမီနဲ့ပြထားတယ်နော်စီမီငင်းရ၌နေရာမှာနံပါတ်၁စီကုံခြင်းစီမီတစ်ခုကငင်းရတဲ့အခါမှာစီကုံရင်းလည်းငင်းတတ်တယ်နံပါတ်၂မီးစာကုံခြင်းမီးစာကုံရင်းလည်းစီမီကငင်းသွားမှာပဲစီရှိနေပြီမဲ့လည်းပဲနံပါတ်၃ကစီနဲ့မီးစာနှစ်မျိုးစလုံးကုန်ခံခြင်းနံပါတ်၄ကျတော့စီနဲ့မီးစာရှိနေပါသေးတယ်လို့လည်းပဲလေပြင်းတိုက်ခတ်ခြင်းသို့မဟုတ် တမြင်တက်တက်ငိမ့်တက်လိုက်ခြင်းကြောင့်အကြောင်းတရား၄မျိုးရှိတယ်ဆိုပြီးတော့စီမီဥပမာနဲ့မြန်မာအကိုကြီးဖတ်ပြထားတဲ့တေခြင်းအကြောင်းတရား၄ပါးတိကျရှိပါတယ်လို့ကိုချင်းပြီးဒီမှာမှရေးထားပါတယ်အဲ့ဒီအကိုကြီးဒီနေ့အကြောင်းတရားတစ်ချောင်းတော့ဖတ်မယ်နောက်နေ့နေ့ဒီမှာတွေ့ရတယ်ကိုညီလေးတကယ်လို့သိကျင်နေဆိုရင်ကျုံညီကိုနှစ်ယောက်ဒီနေ့အကိုကြီးဆက်ပြီးတော့ဖတ်ပြပေးမယ်နော်အဲ့ဒါအဆင်ပြေလားမသိဘူးအဆင်ပြေတယ်ကိုကြီးအဲ့ဆိုရင်ဒီနေ့ကနံပါတ်1ဒါကြောင့်ဖတ်ပါလေအကြောင်းရတစ်ခုကိုဒီဆုံးပြောပြမယ်ဆိုတော့တတန်းကုန်၍စုတရားပေါ့နော် တတန်းကိုရင်သုတရာပုံကထိုးထိုးဘဝနိုင်တဲ့တတ်မှတ်ထားအတော့အတတန်းရှိ၏တဲ့နော်ဤလူပုံနိုင်လေတဲ့တက်ကတ်အခါပဲတက်ကတ်တက်ကတ်တက်ကတ်တက်တဲ့တက်ပေါ့နော်တက်ကတ်အခါပဲတဖြည်းဖြည်းတက်ပြီးအတင်ချီတိုင်အောင်အတတန်းရှိ၏တဲ့နော်စုတ်ကတ်အခါနိုင်လေတဖြည်းဖြည်းစုတ်က10နှစ်တန်းတိုင်အောင်အတတန်းရှိ၏တဲ့နော်ဖျားရှင်လက်ထက်တော်၌အတတန်းတရားဟုဆို၏ယခု85နှစ်မှန်းကြတယ်တဲ့နော်တဲ့တော်ရင်ကပါလာသူတို့ဒီတတ်မှတ်ထားအပ်သောအတ္တတန်းကိုမလွန်နိုင်ကြတယ် တင့်တော်တင့်တော်တဲ့ကံပါလာတဲ့ပုဂ္ဂိုလ်က85နှစ်မှတ်ထားတယ်ဆို85 95နှစ်အတွင်းမှာတည်တာပြောတာပေါ့နော်သူကံကအဲ့ချက်ကိုပုံပြီးမကြော်လွန်နိုင်ဘူးနောက်တစ်ခုအလွန်ကံထူးသူရတာရနစတော့ဆေးကောင်းရှိသူတို့ဒါတက်တန်းကိုလွန်နိုင်ကြတယ်တဲ့နော်ဆေးကောင်းရှိတဲ့ပုံကိုယ်တွေ ဘုံကံကြည်လွန်တဲ့ပုဂ္ဂိုလ်ကံကြည်လွန်တဲ့ပုဂ္ဂိုလ်တွေကတော့တတ်မှတ်ထားတဲ့ကာလတစ်ခုရဲ့တက်တန်းကိုကြော်သွားနိုင်နေမှာ85နှစ်တက်တာဆိုပေမဲ့လည်း100နေနေမှ200နေနေမှာဥပမာပေါ့နော်ဒါပေမဲ့လည်းဘယ်လိုမှခါလိုက်အောက်မှာစာထဲမှာပါပြီးသားဖေယားလက်ထက်တော်နိုင်တဲ့အရှင်မဟာကတ္တဖရှင်အာနန္ဒာကျောင်းမဝိတာခါတို့ဒီအသက်120ရှိတယ်တဲ့120ကျော်120ရှိတယ်နော်မရှိကြအေးရှိအောင်ကြိုးစားပါနော်အရှင်ဘာကုလတီတဲ့အသက်160ရှိတယ်160နော်ပြီးထိုပုဂ္ဂိုလ်များကလည်းအလွန်ကံထူးသူများတဲ့ ထို့သို့ကံအထုလည်းမပါတာမန်လောက်ကံကလည်းအသက်တန်းကိုလွန်အောင်မဆောင်နိုင်တော့ပဲ85နှစ်တန်း၌85နှစ်ပြည့်၍သုတေယချင်းကိုအသက်တန်းကုန်၍သုတေယချင်းဟုခေါ်၏တဲ့ဒါကိုတော့ညီလေးကိုကိုကြီးဒီနေ့ပြောပြသွားတယ်အကြောင်းတရားတည်ခြင်းအကြောင်းတရား၄ပါးတည်းနံပါတ်၁ဖြစ်တဲ့တက်တန်းကုန်၍သုတေယချင်းအကြောင်းတရားဖြစ်တယ်အဲ့ဒါကိုအနှစ်ချုပ်လေးအနေနဲ့မိစာရှိသေးတော်လည်းပဲစီကုန်၍ မြင်းမြင်းရခြင်းနဲ့တူတယ်အစဉ်ပြေတိုင်းကြီးအစဉ်ပြေပါတယ်ကိုဒါလုံးဝအတိအကျပဲเนาะအဲ့တော့ဒီနေ့ဘုဒ္ဓတရားလေးတစ်ခုရသွားမယ်ထင်ပါတယ်เนาะဘုဒ္ဓတရားလေးရပါတယ်ကျေးဇူးတွေတင်တယ်ကိုကြီးဟုတ်ကဲ့ကိုကြီးတို့တစ်ခုတော့ဆောက်ခေရရှာပြီးတော့ဖတ်ပြတဲ့အတွက်ကျေးဇူးတင်တယ်ညီလေးเนาะအဲ့တော့နောက်နောက်နေ့လေကြာလို့ရှင်လေညီလေးသိကျင်နေဆိုရင်တော့ထပ်ပြီးတော့ကိုကြီးအချိန်ရရင်ညီကိုညောင်းတွေ့ဆုံပြီးတော့ဖတ်ပြပေးမှာပေါ့เนาะဓမ္မဒါနာလေးပြုလိုက်မှာပေါ့เนาะစင်ပြေတိုင်းကြီးလေးဒါတို့ပါเนาะညီလေးကျေးဇူးတင်တယ်ဟုတ်